မင်္ဂလာပါခင်ဗျာတနင်္ဂနွေသားသမီးများအတွက်နိုဝင်ဘာလ13ရက်နေ့မှနိုဝင်ဘာလ16ရက်နေ့အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုခေါ်ပြောပြီးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလသည်တဲ့ကံတရားကမျက်နှာသာပြီးမဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်တဲ့ဒီကာလမှာမိတ်ဆွေတို့ရဲ့နေအိမ်ကိုဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုယ်ွယ်စရာပုံတော်များဖျားဆင်းလူတော်များဖျားရုပ်ွားတော်များကြွလာတတ်ပါတယ်ပြီးတော့ယဟန္တာပုံတော်တွေနော်ရှင်ဒီဝရီပုံတော်တွေရှင်ဘာဂௌဒပုံတော်တွေအဲ့လိုယဟန္တာပုံတော်ကိုယ်ွယ်စရာပုံတော်တွေလည်း တွတ်လာတတ်ပါတယ်တဲ့နမိတ်အရန်ကောင်းပါတယ်တဲ့ပြီးတော့မိတ်ဆွေတို့အနေနဲ့အရင်ကထွက်ထားတဲ့ရွှေတဲ့ပစ္စည်းတွေပါတယ်ဆိုရင်လေရွှေတွေပါတယ်ပြန်ပြီးတော့ဝင်လာတတ်ပါတယ်ရွှေဝင်ငင်းလည်းရှိတယ်ပြီးတော့အိမ်ကိုတဲ့လူပူလူရှင်အနေနဲ့ဝင်လာခြင်းရှိပါတယ်တဲ့ပြီးတော့သတင်းကောင်းတွေစကားကောင်းတွေလည်းကြားပါလေဦးမယ်တဲ့တခုရှိတာကဒီကာလမှာမိတ်ဆွေတို့ရဲ့ဂိမ်းမှာဘုရုဏဘုရုကျူဟာအကောင့်ဌာနမှာရောက်နေပါတယ်ဘုရုဏဟာ ူဂျူလူနံကိုလူကိုကိုစားပြုပါတယ်ဒါကြောင့်မလို့ဒီကာလမှာလူဟာနော်ကိုကျင့်တရားကောင်းကောင်းနဲ့နေရမယ့်ကာလလည်းပဲဖြစ်ပါတယ်ဘာကြောင့်ကိုကျင့်တရားကောင်းကောင်းနဲ့နေတင်တယ်လဲဆိုရင်ဒီကာလသည်တဲ့အပြုလူပြုပဲဖြစ်ဖြစ်အိမ်ကောင်းတယ်ဒီမှာပဲဖြစ်ဖြစ်အရွယ်ရောက်ပြီးသားယောက်ျားလေးမိန်းကလေးတွေအနေနဲ့ဆိုရင်ဒီကာလမှာစမ်းအယမ်းပွင့်နေပါတယ်ခုမှအိမ်ကောင်းရှီမန်းတည့်ရနေတော့မှနော်ခုကိုလာပြီးတော့ပတ်သက်ချင်တာပတ်သက်ချင်တဲ့လူတွေပေါ်လာတာမျိုးခုမှချစ်သူကြီးသားရှိနေတာကိုသူတည်ကြီးနဲ့ ဇွတ်တိုးဝင်လာတာမျိုးတွေကြုံရတတ်ပါတယ်အဲ့ဒါတွေကိုရှောင်နိုင်အောင်ရှောင်ပစ်ပါတယ်ကိုကျင်တရားအရေးကြီးပါတယ်ဒါလေးကိုတော့နော်ဗီဒီယိုဆိုင်ပါမဟုတ်လို့ရှိရင် ကောင်းတဲ့ကံတရားဆန့်ကျင်ဘက်ဖြစ်ပြီးတော့စိုးသွားတတ်ပါတယ်ဒုက္ခတွေပါရောက်ကုန်တတ်ပါတယ်အဲ့ကိုကျင်တရားပြလိုက်လို့ရှိရင်ပြီးတော့ဒီကာလမှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငွေကြီးကတော့ရှာလို့ဖွေလို့အရန်လွယ်ကူတဲ့ကာလပါပဲဒီကာလမှာလေအဲ့တော့ငွေကြီးရှာဖွေရတာဟိုနည်းနည်းလေးလွယ်ကူလာတာလွယ်ကူလာလိမ့်မယ်အချို့သောသူတွေတက်ကတော့နော်ပြီးတော့ ဒီငွေကြေးအကူအညီတောင်းတဲ့ကိစ္စတွေမှာလည်းနော်ဒီကြာလာမှာအကူအညီတောင်းမယ်ဆိုရင်တော့အဲရဖို့ရောက်လန်းနေအခွင့်လန်းကောင်းနေပေါ်တတ်ပါတယ်ပြီးတော့အကျွေးတွေပါတွေရစရာရှိလဲဒီကာလမျိုးမှာတောင်းတင်ပါတယ်အဲရဖို့အတွက်အခွင့်အရေးကောင်းနေပေါ်တတ်ပါတယ်ဒီကာလဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ကံမျက်နှာသာပေးမဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်တဲ့တခုရှိတာဒီကာလမှာအိမ်ောင်တွေဖြို့ဆိုရင်တော့လင်မယားချင်းမသိမ့်တင်လို့ရှိရင်မသိမ့်မြန်ရင်လက်ကိုရွှင်နေတဲ့ဒီကာလစီးပွားလည်းပိုဖြစ်တယ်တဲ့ ဲ့တော့လင်မယားမသိမြင်ရင်ငွေကြီးကံပူပြီးကောင်းတယ်လို့သူကပြောကျင်တာပေါ့နော်ပြီးတော့ဒီကာလမှာသူတစ်ပါးကိစ္စကြောင့်ကို့မှာစကားများတာကို့ကိစ္စမဟုတ်ဘူးနော်သူတစ်ပါးကိစ္စနဲ့စကားများတာစကားပြောရှို့ရှင်းရတာဒီခိုက်ရန်ဒေါသဖြစ်ပေါ်တာဒီဖြစ်ရတတ်တယ်ဒါကြောင့်မို့သူတစ်ပါးကိစ္စရယ်ဆိုရင်တတ်နိုင်လေရနော်နည်းနည်းလေးရှောင်ထားပြီးပါလက်ရှောင်ထားပြီးပါနော်နောက်တစ်ခုကမိတ်ဆွေတွေရဲ့မွေးနံဖြစ်တဲ့တင်းငွေနေတဲ့တင်းငွေကြိုးဟာဒီကာလမှာရန်ကြိုမိနေတာဖြစ်တဲ့အကြောင်းမလို့အဲ့တော့ဒီ ခိုက်ရန်သဘောလေးတော့ရှိတယ်နောက်တစ်ခုကမိမိကိုနဲ့မိ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 စိတ်နဲ့မိမိကိုပေါ့နော်စိတ်တိုင်းမကြတာမိမိကိုကိုမိမိစိတ်တိုင်းမကြတာလေးဖြစ်တတ်တယ်အဲ့တော့ကိုကိုကိုစိတ်တိုင်းမကြဘဲနဲ့ပြည့်စုံမြမြင်တယ်မြတွေပေါ်မှာပေါ့စိတ်အလိုမကျမှုတွေဖြစ်နေတတ်တယ်အထူးသဖြင့်အိမ်မှာနေတဲ့သူတွေနဲ့ကိုကမသိမမြတ်တွေဖြစ်တတ်တယ်ကိုကိုတိုင်းကဘာဖြစ်ချင်မှန်းမသိဘဲနဲ့အဲ့လိုစိတ်အလိုမကျမှုတွေဖြစ်နေတယ်နည်းနည်းဒေါသလေးတွေကြီးနေတာမျိုးနောက်တစ်ခုကကျတော့မဖြစ်လာသေးတဲ့အကြောင်းတရားတွေကိုကြိုတွေးပြီးတော့စိတ်ပူပန်စိတ်ပူပန်ပြီးစိတ်ညစ်နေတာမျိုးတွေ ြစ်နေတဲ့ဒီကာလအဲ့ဒါလေးတော့ရှိတယ်ဖြစ်နိုင်ရင်ဒီကာလမှာပျော်စရာရွှင်စရာတွေပဲတွေးပါပျော်စရာပျော်ဝရွှင်ရမယ့်နေရာတွေကိုပဲတွားပါစိတ်ညစ်စရာအတွေးတွေကိုအတက်နိုင်ဆုံးဖြောက်ပြပါနော်အဲ့လိုဖြောက်လိုက်လို့ရှိရင်အဆက်အသွယ်ရအဆင်ပြေသွားပါလိမ့်မယ်ဒါလေးတော့ရှိတယ်ပေါ့နော်ဘာပဲပြောပြောမိတ်ဆွေတို့အနေနဲ့ဒီတပတ်တာကာလအတွင်းမှာမကောင်းကျိုးတွေပြောက်ပြီးကောင်းကျိုးတွေရအောင်မိတ်ဆွေတို့ပြုလုပ်တဲ့နေရာတွေကတော့ဖရားတစုစုစီတီတော်တစုစုရဲ့ပို့ခုတော်မှာကန့်ကော်15ညွတ်တော့ရောက်ဒူရန်ပူဇော်ပြီးခြင်းအဖြစ် တန်တရားရဲ့အထောက်ပံ့တွေရရှိစေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာတနင်္လာသားသမီးများအတွက်နိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းကပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလသည်တဲ့မိတ်ဆွေဆရာသမားများရဲ့ပူညီမဆမှုခံတတ်တဲ့အချိန်ကာလဖြစ်တယ်တဲ့ဒီကာလမှာမိတ်ကောင်းဆွေကောင်းတွေလည်းရတတ်တယ်မိတ်သစ်ဆွေသစ်တွေလည်းတွေ့ရတတ်တယ်ပြီးတော့ကွဲကွာနေတာကြာပြီဖြစ်တဲ့ မိတ်ဆွေပေါင်းသင်းများနဲ့လည်းပြန်လည်ပြီးတော့စုံစည်းရတတ်ပါတယ်တဲ့ဒီကာလမှာပြီးတော့ငယ်ရွယ်သူတွေဆိုလို့ရှိရင်လည်းပညာရေးနဲ့ပတ်သက်ပြီးအထူးအားကောင်းနေပါတယ်တဲ့သင်တန်းတွေပါလေတက်ရတတ်တယ်နော်ကို့ဘဝအတွက်အထောက်အပံ့ပြုမဲ့သင်တန်းမျိုးတွေကိုတက်ရတတ်ပါတယ်တဲ့အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးအထူးအားကောင်းနေပါတယ်ပြီးတော့ဒီကာလမှာဒီဒီဘိုးတော်ပေါ့နော်ဝိဇ္ဇာရေးနဲ့ပတ်သက်ပြီးတော့ဂျုံကြီးကိုးစားတဲ့သူတွေနည်းနဲ့ဆိုလို့ရှိရင်တော့အဲ့ဒီဘိုးတော်တွေဝိဇ္ဇာတွေရဲ့ကိုညီမဆာမှုစောင့်ရှောက်မှုကိုလည်းခံရတတ်ပါတယ်တဲ့ နော်ဒီကာလာပြီးတော့ဒီကာလာမှာမိမိတို့အိမ်ရဲ့ဖရာနော်ဖရာเจ้าဆောင်ကိုနော်တန်ရှင်းလုတ်ချင်တာမျိုးနော်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ဆန်နေပါလိလုတ်ချင်တာမျိုးဘာသာရေးလုတ်ချင်တဲ့စိတ်တွေလည်းပေါ်ပေါက်လာတတ်ပါတယ်တဲ့အဲလုတ်ပြင်လည်းကောင်းတယ်တဲ့နောက်တစ်ခုကဒီကာလာမှာရွှေတဲ့ပစ္စည်းတွေဘာတွေထွက်ကင်းရှိနေပါတယ်ဒါကြောင့်မလို့မိမိမှာရှိတဲ့ရွှေတဲ့ပစ္စည်းတွေကတစ်ခုခုကိုအထွက်သဘောမျိုးလေးပြထားတတ်ပါတယ်ရွှေထွက်ကင်းရှိတယ်တဲ့နောက်တစ်ခုကကြတော့ အိမ်မှာရေနဲ့ပတ်သက်ပြီးတော့အနှဲငယ်စိတ်ညစ်စရာလေးပေါ်တတ်တယ်။ဥမာတကူရေပိုက်တွေရေယိုစိတ်နာမျိုးလေးတွေနော်။အဲ့လိုရေနဲ့ပတ်သက်ပြီးတော့အနှဲငယ်စိတ်ညစ်စရာလေးပေါ်တတ်တယ်။အဲ့တော့ရေနဲ့ပတ်သက်ပြီးတော့အသေးစားပြုပြင်ရမယ့်ကိစ္စမျိုးဆိုရင်တော့ဒီကာလမှာမပြုပြင်ပါနဲ့ဦးနဲ့။နောက်တစ်ခါကြော်မှာပဲအဲ့ဒါပြုပြင်ပါတဲ့ပြင်ဆင်ပါတဲ့နော်။ပြီးတော့သားသမီးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်ညစ်ရမယ့်ကိစ္စလေးရှိနေတယ်တဲ့။သားသမီးကြောင့်လေစိတ်နှဲငယ်ညစ်ရတတ်ပါတယ်တဲ့။ ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့မိဘများကိုကောင်းစွာပြုစုထောက်ပံ့နိုင်မယ့်အချိန်ကာလလေးဖြစ်တယ်တဲ့မိဘတွေကိုလည်းကိုထောက်ပံ့ခြင်းနဲ့စိတ်တည်ရှိရင်ဒီကာလမှာထောက်ပံ့နိုင်မယ့်ကာလပေါ့နော်အဲ့တော့ဒီကာလဒီမိဘများကိုကောင်းစွာပြုစုထောက်ပံ့နိုင်မယ့်မိဘကျေးဇူးဆက်နိုင်မယ့်အချိန်ကာလမျိုးဖြစ်ပါတယ်တဲ့ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အတွက်မိတ်ဆွေတို့ပေါ်မကောင်းတဲ့အရာတွေဆိုရင်တဲ့ကံတရားကဖယ်ချသွားမဲ့ကာလဖြစ်ပါတယ်တဲ့ဥမာတခုဟိုငွေရသူများချစ်သူကြီးသားများဆိုကြပါစို့ ဒီချစ်သူဒီကောင်မလေးဟာကို့ပုံမှာမကောင်းဘူးဒီကောင်လေးဟာကို့ပုံမှာမကောင်းဆိုရင်ကံတရားကဖဲချသွားမဲ့ကာလဖြစ်ပါတယ်အဲ့တော့ကို့နားကနေပြီးတော့မကောင်းတာတွေကိုပယ်သွားမဲ့ကာလဟာဒီကာလပါပဲဒါကြောင့်မလို့ဒီကာလမျိုးမှာချစ်သူကြီးသားမျိုးတွေကို့ပုံမှာမကောင်းတဲ့လူမျိုးဆိုရင်ကံဖယ်သွားပါလိမ့်မယ်အဲ့ဒါလေးတော့ရှိတယ်နော်အဲ့တော့ဒီလိုကာလမျိုးမှာမိစတို့အနေနဲ့လူမျိုးကြားနော်လူမျိုးကြားဘာသာကြားတွေရဲ့အနေငယ်ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်ဒါကြောင့်မလို့လူမျိုးကြားဘာသာကြားတွေနဲ့ ဆက်နွယ်ပြီးတော့လုပ်နေရတဲ့သူမျိုးဆိုလို့ချင်းဒီကာလလေးမှာဂယုဆိုင်ပါနောက်ပြီးတော့နိုင်ငံရဲ့ခြားနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့လုပ်ငန်းလုပ်နေရတဲ့သူမျိုးဆိုရင်လေဒီကာလမျိုးလေးတွေမှာနည်းလေးဂယုဆိုင်ပါနော်လူမျိုးကြပါသားကြလေးတွေအနေငယ်ဒုက္ခပြတတ်ပါတယ်တဲ့ဒီကာလမျိုးမှာမိဆွေတို့အနေနဲ့မကောင်းကျိုးတွေပြောပြီးကောင်းကျိုးတွေရအောင်မိဆွေတို့ပြုလုပ်တဲ့ရေရာကတော့ငါအရှင်ငါကောင်ကိုဈေးကနေဝယ်ပြီးတော့တဲ့အဲ့ဒါရေအရှင်မှာသွားပြီးတော့ဘေးမဲ့လွတ်ပေးခြင်းအဖြစ်အဲ့ဒီကုသိုလ်ပြုခြင်းအဖြစ်မကောင်းကျိုးတွေပြောက်ပြီးတော့ ကောင်းကျိုးတွေရရှိစေပါရဲ့ခင်ဗျာမင်္ဂလာပါခင်ဗျာအင်္ဂါသားသမီးများအတွက်နိုဝင်ဘာလ13ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းတပတ်တာကာလကဏ္ဍမှာကိုအကြံပြုခေါ်ပြောပြီးမှာဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလတွင်မှာအလုံနေရာအိမ်နေရာပြင်ဆင်မွမ်းမံရခြင်းအလုံသက်ပေါ်ခြင်းအလုံနဲ့ပတ်သက်ပြီးတော့အဆက်သက်တွေရရှိခြင်းအလုံနဲ့ပတ်သက်ပြီးတော့ အကြံစီကောင်းများပေါ်လာခြင်းဆိုတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုးတက်မဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်။ဝန်ထမ်းများကတော့အလုပ်မှာအတိုက်ခံတွေပေါ်နေတတ်ပါတယ်။အတိုက်ခံပေါ်ပြီးတော့မှကောင်းတဲ့နေရာကိုရရှိရောက်ရှိတတ်တဲ့သဘောရှိပါတယ်တဲ့။ဒီကာလမှာမိတ်ဆွေတို့အနေနဲ့သတင်းကောင်းတွေကြားဖို့ရှိတယ်၊ရွေးခီးတွေသွားဖို့ရှိတယ်၊ကောင်းသောခီးတွေသွားဖို့ရှိတယ်၊ခီးသွားခြင်းအဖြစ်လည်းကံကောင်းပါတယ်တဲ့။နော်မိမိတို့အကျိုးရှိပါတယ်တဲ့။တခုရှိတာကဒီကာလမှာမိမိရဲ့နော်မိတ်ဆွေဆရာသမားတွေနဲ့ အဆင်မပြေမှုလေးတွေဖြစ်တတ်တယ်တဲ့နော်ဒါကြောင့်မလို့ဒီကာလမှာမိတ်ဆွေဆရာသမားတွေနဲ့ဆက်ဆံတဲ့အခါမှာနော်ပြောဆိုဆက်ဆံတဲ့အခါမှာဂယုတဆိုင်လေးတော့ဆက်ဆံတဲ့မှာတယ်အဲ့တော့မိတ်ဆွေဆရာသမားတွေရဲ့အမြင်မကြည်လင်ခြင်းမိတ်ဆွေဆရာသမားများနဲ့ဒီမိတ်ပြက်ခြင်းတွေမိတ်ပြက်ရတဲ့ကိစ္စမျိုးတွေပေါ်တတ်ပါတယ်ဒါလေးတော့ဂယုဆိုင်အမှာပေါ့နော်ပြတော့ဒီကာလမှာရွှေတဲ့ပစ္စည်းတွေဘာတွေထွက်နေတာရှိရင်ပြန်ဝင်တတ်ပါတယ်ရွှေဝင်ငင်းရှိတယ်အဝင်တော်တယ်ပြီးတော့အင်္ဂါနံစက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ နော်အချင်းအပြောင်းကိစ္စလေးတွေပေါ်တတ်တယ်အဆင်ပြေမယ်ပေါ့နော်အချင်းပြောင်းကိစ္စလေးပေါ်တတ်တယ်ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့ဒီမိမိတို့ရဲ့အိယာအနီနာမှာတဲ့အနေငယ်ရှုပ်ပွားနေတာမျိုးတွေရှိနေတယ်တဲ့ဒါကြောင့်မလို့အိယာအနီနာရှုပ်ပွားတာလေးကိုတန့်ရှင်းလေးလောက်ထားတင်ပါတယ်တဲ့ပြီးတော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့မိသားစုထဲမှာပေါ့နော်အိမ်မှာအတူနေမိသားစုထဲမှာလက်ဝတ်ရတနာမှာကြောက်တွေပြုတ်တတ်တယ်တဲ့ နဂတ်တို့လက်စွပ်တို့မှာရှိတဲ့ကြောက်ပေါ့နော်ကြောက်ပြုတ်တတ်ပါတယ်တဲ့အဲ့လို ကြောက်ပြုတ်တဲ့နမိတ်ဒီငွေကုန်ကြီးကြများတော့မယ်ဆိုတဲ့နမိတ်ကိုပြပါတယ်တဲ့ဒါကြောင့်မလို့လက်ဝိရဏကြောက်ပြုတ်ပြီဆိုရင်အဲ့ဒါချက်ချင်းပြန်ပြီးတော့တက်ရပါလေဒီတော့တင်ပါပေါ့နော်လက်ပိတ်တက်လို့ပါပြီးတော့နောက်တစ်ခုကသူတို့ဘာလာပြီးတော့ကိုယ့်ကိုပစ္စည်းတွေပါလာအပ်လို့ရှိရင်လက်သက်မခံသင့်ပါဘူးတဲ့အဲ့တော့တယောက်ကနေကိုယ်ကိုပတ်စံအပ်ထားတာတို့ပစ္စည်းတွေပါလာအပ်ထားတာတို့ကိုကိုကလက်သက်ခံလိုက်လို့ရှိရင်အဲ့ဒါလက်ပိတ်တက်ပါတယ်အဲ့တော့သူတို့ဘာအပ်တဲ့ပစ္စည်းများကိုလက်သက်မခံသင့်ပါတဲ့ ခုတူပဲကိုယ့်ရဲ့အိမ်မှာပေါ့နော်အကားလေးခဏထားခြင်းလို့စိုင်ကယ်လေးခဏထားခြင်းလို့ဒီအသားဒီပစ္စည်းလေးတွေခဏထားခြင်းလို့ဆိုပြီးတော့အိမ်မှာပစ္စည်းတွေဘာတွေလာပြီးအိုက်ရင်လေဒီ door တွေမှာလက်မခံသင့်ပါဘူးအဲ့ဒါတွေလက်ခံရင်လက်ပိတ် တတ်ပါတယ်တဲ့နောက်တစ်ခုကမိမိအနေနဲ့ဒီကာလမှာစနေနံပစ္စည်းများအလကားအဝယ်မခံရပါဘူးအလကားဆိုတဲ့နေရာမှာလက်ဆောင်ရတာတို့နော်သူများကြော့တာတို့ပေါ့နော်အဲ့လိုမျိုးကြော့ခံရတာတို့လက်ဆောင်ရတာတို့ဆိုရင်ဟိုပေါ့ စတိသဘောမျိုးလေးပတ်စံပြန်ပြီးတော့ပေးလိုက်ပါတဲ့စတိသဘောမျိုးလေးပေါ့အနည်းငယ်ပတ်စံလေးပြန်ပြီးပေးလိုက်ကို့အနေနဲ့ဝယ်ယူတဲ့သဘောမျိုးလေးဖြစ်သွားအောင်ပေါ့နော်အဲဒါပတ်စံလေးပြန်ပြီးပေးလိုက်ရတယ်ပြီးတော့ဒီကာလမှာအိမ်အောင်သေးများအနေနဲ့ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ပြဿနာလေးနဲ့ပေါ့နော်အပြစ်ပြက်နဲ့နှာခေါင်းတွေးထွက်တာတတ်ပါတယ်ဒါကြောင့်မို့အိမ်အောင်ရင်းနဲ့ပတ်သက်လို့ရှိရင်ဒီကာလသည်ကြေတနာတွေကိုထိတ်တိုက်မခေရှင်းတဲ့ကာလပါတော့တောင်းတော့သိခံစိတ်လေးမိုးတဲ့ကာလပါဘာလို့လဲဆိုရင်အပြစ်ပြက်နဲ့နှာခေါင်းတွေးထွက်သွားတတ်တဲ့ကာလဖြစ်နေလို့ပါတဲ့ အဲ့တော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးပြကောင်းကျိုးရအောင်မိတ်ဆွေတို့ပြုလုပ်တဲ့ရည်ရာကတော့ဘုန်းကြီးကျောင်းကိုတဲ့အုံထမင်းနဲ့စွန့်ညိုင်သွားပြီးတော့ပူပေးပါတဲ့အုံထမင်းပေါ့နော်စွန့်ထမင်းကိုအုံထမင်းချက်ပြီးတော့ဘုန်းကြီးကျောင်းစွန့်ညိုင်ပူပေးခြင်းအဖြစ်မကောင်းကျိုးတွေပြောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာဘုရုသသမီးများအတွက်နိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပြီးမှာဖြစ်ပါတယ် ပေါ်ရူသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလသည်တဲ့ငွေကြေးကံနေအထူးကောင်းနေတဲ့ကာလပဲဖြစ်ပါတယ်။ဒီကာလမျိုးမှာအလုတ်ကနေရတဲ့ဝင်ငွေရောကံတရားကြောင့်ရတဲ့လက်လာပါတွေရောဝင်လာတတ်တဲ့အချိန်ကာလမျိုးပဲဖြစ်ပါတယ်။အဲ့တော့ငွေကံအထူးကောင်းနေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုကာလမျိုးမှာငွေကြေးရယူစရာတောင်းဆိုစရာတွေရှိရင်ဒီလိုကာလမျိုးမှာတောင်းဆိုသင့်ပါတယ်။အဲ့တော့ငွေကြီးအကူအညီတောင်းတာပဲဖြစ်ဖြစ်အကြွေးတောင်းတာပဲဖြစ်ဖြစ်မဖိုးတောင်းတာပဲဖြစ်ဖြစ်ဒီကာလမှာပြောဆိုတောင်းတောင်းမယ်ဆိုရင်ပေါ့နော် ရဖို့ရအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေပေါ်ပေါက်စီမှာလည်းပဲဖြစ်ပါတယ်ပြီးတော့ဒီကာလမှာစမ်းအရန်ပွင့်နေပါတယ်ငယ်ရွယ်သူများအနေနဲ့စမ်းအရန်ပွင့်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့စွပြန်ကြည့်နူးရမယ့်ကိစ္စလေးတွေအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမယ့်ကိစ္စလေးတွေပေါ်ပေါက်တတ်ပါတယ်တဲ့ပြီးတော့ဒီကာလမှာအလူကိစ္စတွေမင်္ဂလာကိစ္စတွေပေါ်တတ်တယ်အလူအတန်းတွေနော် မင်္ဂလာပွဲတွေကိုလည်းတွားခင်ရှိပါတယ်အဲ့ဒါတွားဖို့ကိစ္စပေါ်လာရင်တွားတာတွားပါအဲ့လိုအလူမင်္ဂလာတောင်တွေတွားခြင်းအဖြစ် မိမိအတွက်ကိုကန်တရားရဲ့အထောက်ပံ့တွေရရှိနေပါတယ်တဲ့ပြီးတော့ဒီကာလမှာလူမျိုးကြဘာသာကြားတွေရဲ့ကုညင်မှုမဆာမှုတွေခံရတတ်တယ်အဲ့တော့လူမျိုးကြဘာသာကြားကောင်းကျိုးပေးမဲ့အချိန်ကာလဖြစ်တယ်ပြီးတော့နိုင်ငံရဲ့အခြားနဲ့ဆက်နွယ်ပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေဆိုရင်လည်းဒီချိန်ဒီကာလမှာအောင်မြင်တတ်ပါတယ်တဲ့ဒီကာလမှာလက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာမပြောပိုက်တော့ဘဲနဲ့အလုပ်ပြောင်းလို့တဲ့စိတ်ကြီးပေါ်တတ်ပါတယ်မပြောင်းသင့်နေပါဘူးနောက်ပြီးတော့ဒီကာလမှာ နော်အိမ်မှာမိသားစုနဲ့အတူနေတဲ့သူဆိုလို့ရှိရင်အိမ်မှာမပျော်ပိုက်တော့ဘဲနဲ့အိမ်ရဲ့ပြင်ပကိုထွက်သွားခြင်းတဲ့စိတ်ပြီးပေါက်နေတတ်တယ်တဲ့အဲ့ဒါအိမ်ကနေထွက်သွားခြင်းတဲ့ဘာကြောင့်လဲဆိုတော့အိမ်မှာရှိတဲ့အကြီးအကဲနဲ့မတည့်လို့တဲ့အဲ့တော့အကြီးအကဲနဲ့တော့နည်းနည်းလေးအဆင်မပြေဘူးဖြစ်တတ်တယ်တဲ့ပြီးတော့ဒီကာလမှာမိမိရဲ့အောက်အသားသမီးပေါ့နော်သားသမီးကြောင့်အနည်းငယ်စိတ်ငြိမ်ရမယ်နော်အကင်းလေးရှိတယ်ပြီးတော့အိမ်မှာရေစီတွေအဲ့ပေါ့ရေနဲ့ပတ်သက်ပြီးတော့စိတ်ငြိမ်စရာကိစ္စလေးတွေလည်းပေါ်တတ်ပါတယ်တဲ့ နောက်တစ်ခုကရွှေတဲ့ပစ္စည်းတွေဘာတွေထွက်ကင်းရှိတယ်ရွှေတွေဘာတွေပျောက်တတ်တယ်ပေါ့ထွက်တတ်တယ်ပေါ့အဲ့တော့ရွှေထွက်ကင်းတွေတော့ရှိတယ်အဲ့ဒါလေးတော့အဲ့တော့ဒီထွက်ကင်းလေးကိုကိုယ်ကရေရာခြေတဲ့အနေနဲ့ကိုယ့်ရဲ့ကိုယ်မှာရှိတဲ့ရွှေတဲ့ပစ္စည်းကိုနော်ယုံကြည်ရတဲ့လူကိုခဏအထားတာမျိုးအထွက်ပြလိုက်တာမျိုးလေးတွေနဲ့နော်ထွက်လိုက်တတ်ပါတယ်တဲ့ပြီးတော့ဒီကာလသည်အရှိရာလူတဲ့အနောက်ကရတဲ့ကာလမျိုးတဲ့အဲ့တော့ညောင်သေးလေးလောက်လူပဲမဲ့ညောင်မင်းလောက်ရတယ်ဆိုတဲ့အိမ်ဟာဒီကိမ့်မဲ့ပေါ့ ဲ့တော့အရှိရတွေ့ရင်အနောက်ကပြန်ဝင်တယ်ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာနော်အလူအတန်းကိုလေနေ့စဉ်နေ့စဉ်ပေါ့နင်းများမဟုတ်ပေါ့နေ့စဉ်နေ့စဉ်အလူဒါနာလေးကိုပြုတင်ပါတယ်တဲ့အဲ့တော့အရှိရတွေ့ခြင်းအဖြစ်နောက်ကနေပြီးကိုယ့်ရဲ့လက်လာပါတွေကပို့ပြီးတော့အဲ့ဒါကောင်းမွန်လာစေပါတယ်တဲ့နော်အဲ့တော့ဒီဂိမ်းကြီးဘာပြောရလဲဆိုရင်လူနာပြီးတော့ငွေမာတဲ့ဂိမ်းနဲ့လူကတော့ပင်မမ်းမယ်ကျမကြီးလေးလည်းအနေငယ်ညံ့တတ်တယ်ပေါ့နော်အဲ့တော့လူနာပြီးငွေမာတဲ့ဂိမ်းမျိုးဖြစ်ပါတယ်တဲ့ ။အဲကြောင့်မို့ဒီလိုကင်းညို့ရောက်ပြီဆိုရင်လူကိုနာအောင်နေရတယ်။အဲ့တော့လူကိုနာအောင်နေရတယ်ဆိုတော့မိမိရဲ့ဝတ်စားစင်ရမှုမှာအနေဟောပေါ့နည်းနည်းလေးကအယောင်မှိန်လိုက်ရတယ်။ဟောအရင်အကောင်းစားတွေအရင်ဝတ်တာမျိုးတွေမလုပ်ခဲနဲ့ပုံမှန်လေးပေါ့နော်။တာမန်ဝတ်စားစင်ရမှုလေးနဲ့နေသင့်ပါတယ်။ပြီးရင်မိမိကိုယ်ကိုမိမိပင်ပန်းအောင်လို့နော်မနေ့စောစောထားပြီးတော့လမ်းလျှောက်တာမျိုးလို့နော်အားကစားတွေပဲလုပ်တာမျိုးလို့အဲ့လိုအပင်မခံတဲ့ကာလပါအဲ့တော့လူနာရင်ငွေမာတယ်ဆိုတဲ့အတိုင်း လူပင်မန်းရင်ကန်ဒီပူပြီးကောင်းပါတယ်တဲ့နော်ဒီကာလမှာမိစေတို့အနေနဲ့ဒီကာလမှာမကောင်းကျိုးတွေပျောက်ပြီးကောင်းကျိုးတွေရောက်အောင်မိစေတို့ပြုလုပ်တဲ့ရည်ရာကတော့နော်နဂယုံဖျားမှာတဲ့ဖညက်ခဲကိုကဲအဲ့ဒါကိုဖညက်ခဲကိုကဲကိုစက်ကူကရော်လေးနဲ့ထုတ်ပြီးတော့နဂယုံဖျားမှာတွားရောက်တူတန်းပူဇော်ခြင်းအဖြစ်မကောင်းကျိုးတွေပျောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါလေခင်ဗျာမင်္ဂလာပါခင်ဗျာကြာသာပရိသတ်သမီးများအတွက် နိုဝင်ဘာလ23ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းတပတ်တာကာလကညမှာကိုအကြံပြုဟောပြောပေးမှာဖြစ်ပါတယ်။ကြာသာပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့ယခုကာလအတွင်းမှာတဲ့ဖုန်းတစ်ခုကြီးမဲ့ကာလဖြစ်ပါတယ်တဲ့။ဒီကာလအတွင်းမှာနှစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ယုံကြည်ကိုးစားတဲ့သူတွေအနေနဲ့ဆိုရင်တမာတွေကနှကောင်းနှမျက်တည်မိမိတို့ကိုးကွယ်ရာနှက်တွေရဲ့ကူညီမှုမဆာမှုစောင့်ရှောက်မှုချစ်ခင်မှုကိုခံရတဲ့အချိန်ကာလဖြစ်ပါတယ်တဲ့။ဒါကြောင့်မလို့မိမိတို့အနေနဲ့မနက်ပိုင်းဖျားရှိခိုးပြီးတဲ့အခါတွေမှာ ိမ်ရဲ့မျက်နှာသာမှာအမွှေးတိုင်လေးထုံးပြီးတော့တမာတွေကနှကောင်းနှမျက်တွေကိုမြစ်တာဖို့အမျှဝေပြီးတာမျိုးလေးတွေကိုပြုလုပ်တင်ပါတယ်တဲ့ဒီကာလမှာလူမျိုးကြပါတာကြတွေရဲ့အူညီမဆမှုတွေခံရတတ်တယ်နော်လူမျိုးကြပါတာကြတွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့အကျိုးကျေးဇူးအကျိုးမြတ်တွေခံစားရတတ်တယ်နိုင်ငံရဲ့အခြားနဲ့ပတ်သက်ပြီးဆက်နွယ်ပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေမှာလည်းအဆင်ပြေအောင်မြင်တတ်ပါတယ်တဲ့နော်ပြီးတော့ဒီကာလမှာမိမိမရောက်ဖူးသေးတဲ့ဒေသတွေကိုခီးသွားတာမျိုးကြုံရတတ်တယ်အဲ့ဒီခီးဟာတဲ့ ူများနဲ့ပါသွားတဲ့ခီမျိုးဖြစ်တဲ့တဲ့။နော်သူများနဲ့လိုက်သွားရင်းနဲ့မရောက်ဘူးတဲ့ဒေသတွေကိုရောက်သွားတဲ့ခီမျိုးရောက်တတ်ပါတယ်တဲ့။အဲ့လိုခီတွေသွားတတ်တာပေါ့။ပြီးရင်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်သွားကရွဲ့နဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေညံ့တတ်တယ်။ပြီးရင်ခန္ဓာကိုယ်မှာအဖုပိတ်ပေါက်တာအနေစိမ့်တွေပေါက်တာမျိုးလေးတွေပေါ့နော်။အဲ့လိုကျမ်းမာရေးတွေညံ့တတ်ပါတယ်တဲ့။အဲ့တော့ဒီကာလမှာသွားကျမ်းမာရေးတော့အနေနဲ့ view ဆိုင်ရပါမယ်။ပြီးတော့ဒီကာလမှာမိမိတက်နော်ယောက်ျားလေးတွေဆိုရင်ပေါ့မိမိတက်အသက်ကြီးတဲ့အမျိုးသမီးတွေရဲ့ ကိုညီမဆာမှုချစ်ခင်မှုကိုခံရတတ်တယ်အဲ့တော့အသက်ကြီးတဲ့အမျိုးသမီးကိုကောင်းကျိုးပြုတတ်တယ်တဲ့ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လေငယ်ရွယ်သူတွေအနေနဲ့ပေါ့နော်ပညာရေးအားကောင်းနေတဲ့ချိန်ကာလဖြစ်တယ်ဒီလိုကာလမျိုးမှာတော့သင်တန်းတွေဘာတွေတက်မယ်ဆိုရင်လည်းတက်တင်တယ်နော်ပညာရေးနဲ့ပတ်သက်ပြီးတော့တခုခုလုပ်เสียရရင်ဒီကာလမှာဆုံးဖြတ်ချက်တွေချတဲ့နယ်ကာလပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တွေချမယ်ဆိုရင်လည်းကောင်းမွန်တဲ့ကာလပါတဲ့နောက်တစ်ခုရှိတာကဒီကာလမှာထိပေါက်ကင်းရှိနေပါလေအဲ့တော့ ထိထွက်မဲ့ရက်တွေကလိုနေသေးပေမဲ့လည်းထိပေါက်ကံရှိနေတဲ့အတွက်ကြောင့်မလို့ထိတွေပါတွေကိုအခုကာလမှာကြိုပြီးတော့ထိုးထားတင်ပါတယ်တဲ့အထိပေါက်ကံရှိနေတယ်တော့ပေါ့နော်ပြီးတော့ဒီကာလမှာငွေကြီးနဲ့ပတ်သက်ပြီးတော့အချင်းငါးတွေမလုပ်တင်ပါဘူးတဲ့ကိုပတ်စံဒီကာလမှာပတ်စံချိလိုက်လို့ရှိရင်ဒီကာလမှာပြေးလိုက်တဲ့ပတ်စံဟာပြန်ရဖို့ရမလွယ်ဘူးပါဘူးဒါကြောင့်မလို့ပတ်စံအချင်းငါးကိစ္စကိုတော့ဒီကာလမှာယူဆိုင်ပါပြီးတော့ဒီကာလမှာ မွေကြီးပဲဖြစ်ဖြစ်လူမှုရေးလူမှုရေးပဲဖြစ်ဖြစ်အာမခန္ဓာခေါင်းခန္ဓာလုံးဝမလုပ်တင်ပါဘူးအဲ့တော့ငွေကြီးအာမခန္ဓာငွေကြီးကိုကဆိုက်ပြီးတော့အကျွတ်ဆက်ရတာမျိုးဒါမှမဟုတ်ပြဿနာဖြစ်တဲ့အခါမှာကိုကပါသွားတာမျိုးတွေပေါ့နော်အဲ့ဒါအာမခန္ဓာကိစ္စတွေပြဿနာတက်တက်တယ်အဲ့ဒါကြောင့်မလို့ငွေကြီးရဲ့နဲ့လူမှုရေးအာမခန္ဓာကိစ္စတွေကိုရှောင်ကြဉ်ပါတဲ့ပြီးတော့ဒီကာလမှာဂရီပေးခြင်းကိုရှောင်ပါတဲ့နောက်တစ်ခုကဘာလေးကိုတော့ဘလို့ဖြစ်အောင်လုပ်ပေးမယ်ပေါ့နော်ဘယ်နှစ်ပေရက်ကိုဖြစ်အောင်လုပ်ပေးပါမယ်အဆရှိတဲ့ဖြစ် ဂရီစကားတွေပေးလိုက်လို့ရှိရင်တဲ့အဲ့ဂရီပြက်ဖို့ရာအကြောင်းအရာတွေပေါ်လာတတ်တယ်တဲ့ဒါကြောင့်မလို့ဒီကာလမှာဂရီပေးမိရင်ဂရီတွေပြက်သွားတတ်ပါတယ်ဒါလေးကိုတော့ဂယူဆိုင်ပါအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီကာလအတွင်းမှာကန်တရားရဲ့အထောက်ပံ့တွေရရှိသေးဖို့အတွက်မိတ်ဆွေတို့ပြုလုပ်တဲ့နေရာကတော့ဒီအိမ်မှာတန့်ရှင်းရေးလောက်တာပေါ့နော်အိမ်တန့်ရှင်းရေးကိုယ်တိုင်လုပ်ရပါမယ်အိမ်တန့်ရှင်းရေးကိုယ်တိုင်လုပ်ရမယ်ပြီးရင် ဖရာတစူစူရဲ့ဖရာတစူစူရဲ့စနေတောက်မှာမေမြို့ပန်း16ပွင့်ကိုတွားရောက်လူတန်းပူသွားပါမယ်။ပြီးရင်အဲ့တောက်မှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ကိုမိမိရဲ့တက်စီရေတက်ပဲခြင်းအဖြစ်နော်ဒီကုသိုလ်ပြုပေးခြင်းအဖြစ်ဒီတစ်ပတ်တာကာလတွင်မှာမကောင်းကျိုးတွေပြောပြီးတော့ကောင်းကျိုးတွေရရှိသေးပါတယ်ခင်ဗျာ။မင်္ဂလာပါခင်ဗျာ။တောက်ကြသားသမီးများအတွက် နိုဝင်ဘာလ17ရက်နေ့မှနိုဝင်ဘာလ18ရက်နေ့အတွင်းတပတ်တာကာလကံကြမ္မာကိုအကြံပြုဟောပြောပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးများအနေနဲ့ယခုကာလသည်တဲ့ကံအကောင်းလည်းမဟုတ်ကံအဆိုးလည်းမဟုတ်အကောင်းနဲ့အဆိုးနဲ့ရဲ့ကြားစကုမတ်ကိုကြားကာလကိုရောက်နေတဲ့အချိန်ကာလမျိုးပဲဖြစ်ပါတယ်။ဒီကာလမျိုးမှာငင်ငင်လေးနေရင်ကံကောင်းပြီးတော့လှုပ်လှုပ်ရှားရှားနဲ့စွန်သားလှုပ်ကြိုင်မယ်ဆိုရင်တော့ကံညံ့သွားစေတတ်ပါလေတဲ့။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာလုံမြဲလှုပ်ကလေးကိုပုံမှန်လေးမှန်တမ်းလေးပဲ လောက်သွားတင်ပါတယ်လောဘကြီးနဲ့ပေါ့နော်စီးပွားရေးကိုအင်းနဲ့အားနဲ့လောက်တာမျိုးစွန်သားလောက်ကင်တာမျိုးတွေဟာမလုပ်တင်သေးပါဘူးလုပ်လိုက်မယ်ဆိုရင်တော့ရှိတာလေးတွေပါသွားတတ်ပါတယ်ပုံသွားတတ်ပါတယ်တဲ့အဲ့တော့ဒီကာလအတွက်မိမိတို့နားလည်ထားရမှာဒီထိုင်နေရင်ကောင်းထားသွားရင်အကျိုးအဲ့တော့ထိုင်နေရင်ကောင်းထားသွားရင်အကျိုးဆိုတော့ငင်ငင်လေးပဲနေတဲ့ကာလပေါ့ပြီးတော့ဒီလိုကာလမျိုးမှာမိဘဆရာသမားတွေရဲ့နော်အထင်မြင်လွဲခံရခြင်း ူတို့တွေရဲ့ညှို့ညင်ခြင်းကိုကိုကခံရတတ်ပါတယ်တဲ့အဲ့ဒီအခါမှာကိုကလည်းပဲနော်မခံကျင်စိတ်နဲ့မိဘဆရာသမားတွေရဲ့ပုံမှာပြန်လဲပြီးတော့ခွန်တုံပြန်မိတာမျိုးတွေအတိုက်ခံပြုမိတာမျိုးတွေလုံးမိသွားတတ်ပါတယ်အဲ့လိုလုံးမိမယ်ဆိုရင်တော့မိမိရဲ့ကံတွေဟာညံ့သွားတတ်ပါတယ်ဒါကြောင့်မို့ဒီကာလမှာမိဘဆရာသမားအကြီးအကဲတွေရဲ့ပုံမှာပြန်လဲပြီးတော့တိုက်ခိုက်ခြင်းပြန်လဲပြီးတော့ခွန်တုံပြန်ခြင်းပြန်လဲပြီးတော့အရွတ်တိုက်ခြင်းတွေလုံးဝမလုပ်သင့်ပါဘူးတဲ့ ပြီးတော့ဒီကာလမျိုးမှာအင်္ဂါနံစက်ပစ္စည်းတွေပါတယ်အင်္ဂါနံစက်ပစ္စည်းတို့ပြီးတော့လက်စွပ်တို့အဲ့ဒါဝင်လာတတ်ပါတယ်တဲ့အဲ့ဒါဝင်လာလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ကံဟာအကောင်းဘက်ကိုရောက်သွားပါတယ်တဲ့ဒါကြောင့်မလို့စက်ပစ္စည်းတော်၎င်းလက်စွပ်တော်၎င်းဝင်လာရင်နမိတ်ကောင်းပါတယ်ကံကောင်းတဲ့ဘက်ကိုလည်းရောက်ရှိသွားစေပါတယ်ဒီလိုကာလမျိုးမှာအလုံးနဲ့ပတ်သက်လို့ရှိရင်ကိုယ်ပိုင်စီးပွားရေးပေါ့နော်ငွေကြေးအရင်းဒီ site ထုတ်ငွေကြေးအရင်းဒီတွေထုတ်ပြီးတော့မှငွေကြေးအမြောက်များနဲ့နော် စီးပွားရေးလုပ်ငန်းတွေစတင်မယ်ဆိုရင်တော့မတင်သေးပါဘူး။ဒါပေမဲ့တရရောက်နဲ့စက်တူစီးပွားလုပ်မယ်ဆိုရင်တော့လုပ်တင်ပါတယ်။အဲ့တော့စက်တူစီးပွားအကျိုးပေးတဲ့ကာလပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကာလမျိုးမှာထီထိုးရင်တောင်မှစက်တူထိုးတင်ပါတယ်တဲ့။စက်တူထိုးပေါ့။နော်။လက်ရှိလုပ်နေတဲ့အလုပ်ကလေးကပုံမှန်လေးနဲ့သွားအဲ့ဒါအဆင်ပြေတဲ့ကာလပဲဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီလိုကာလမျိုးမှာငွေကုန်ကြီးကြလေးတွေများတတ်တယ်။ ငွေယူဆမှုတွေနည်းနည်းများနေတယ်ပေါ့နော်အဲ့တော့ငွေကြေးကုန်ကျမှုတွေများတဲ့ကာလငွေအထွက်ကျန်းနေတဲ့ကာလကိုရောက်နေပါတယ်အဲ့ဒီမှာကိုကနေပြီးတော့ငွေတွေအထွက်ကျန်းလို့ဆိုပြီးတော့ငါပတ်စံ၃ညလေးကိုငါရှော့လိုက်ပါဦးမယ်လေးပတ်စံလေးစုလိုက်ပါဦးမယ်လေးဆိုပြီးတော့မှအဲ့ဒီအတုံးတွေကိုရက်တံပြီးတော့ပတ်စံစုလိုက်ပြီဆိုတာနဲ့ဟိုဘက်ကနှစ်ဆအရင်ကုန်တဲ့အရင်လအရင်ဘက်ကပေါ့နော်အရင်ကုန်နေတဲ့ငွေထက်နှစ်ဆပို့ပြီးတော့ကုန်သွားတတ်ပါတယ် ါကြောင့်မလို့ဒီကာလသည်ငွေကုန်ကြီးကြတော့များမယ်ဒါပေမဲ့သုံးမြေတိုင်းဆက်ပြီးတော့သုံးပါငွေကိုသွားပြီးတော့နော်စစ်စီပြီးတော့ခြွေတာလိုက်ပြီဆိုတာနဲ့နှစ်ဆပို့ပြီးကုန်တော့တတ်ပါတယ်ဒါကြောင့်မလို့သုံးမြေအတိုင်းသုံးတဲ့နယ်ကာလပဲဖြစ်ပါတယ်တဲ့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့မကောင်းကျိုးပြကောင်းကျိုးရအောင်မိတ်ဆွေတို့ပြုလုပ်တဲ့ရေရာကတော့မိမိတို့ထက်အသက်ကြီးရင်တဲ့လူကြီးတူဦးကိုတဲ့နွားတို့နော်နွားတို့အစိမ့်ပေါ့အာ နွားနှုတ်သွားပြီးတော့လက်ဆောင်ပေးရပါမယ်တဲ့အဲလက်ဆောင်သွားပေးလိုက်ပေါ့အဲ့တော့ဒီကာလမှာလူကြီးပေါ့နော်လူကြီးတော့၎င်းဆရာသမားတော့၎င်းနွားနှုတ်လက်ဆောင်သွားပြီးတော့ပေးခြင်းအဖြစ်မကောင်းတဲ့ကံတွေပပျောက်ပြီးတော့ကောင်းတဲ့ကံတွေကိုဖြစ်ပေါ်စေပါရဲ့ခင်ဗျာမင်္ဂလာပါခင်ဗျာစနေသားသမီးများအတွက်နိုဝင်ဘာလ13ရက်နေ့မှနိုဝင်ဘာလ19ရက်နေ့အတွင်းအဘဒါကလာကံကြမ္မာကိုအကြံပြုခေါ်ပြောပြီးမှဖြစ်ပါတယ်။စနေသားသမီးမိတ်ဆွေတို့အနေနဲ့ယခုကာလသည်တဲ့ ုန်းကန်နေမြင့်မားနေတဲ့ကာလခုနကကြီးမဲ့ကာလလည်းပဲဖြစ်ပါတယ်ဒီလိုကာလမျိုးမှာမိတ်ဆွေတို့ရဲ့အကြံစီတွေအောင်မြင်တတ်တယ်လို့မိတ်ဆွေတို့ရဲ့ဆုတောင်းနေရလဲပြည့်တတ်တဲ့ကာလလည်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီလိုကာလမျိုးမှာကောင်းတာတွေပဲတွေ့ကောင်းတာတွေပဲပြောတင်ပါတယ်တဲ့ဘာကြောင့်လဲဆိုတော့ဒီကာလမှာမိမိတို့ရဲ့ကြံစီတဲ့အကြံစီတိုင်းကိုဖြစ်တတ်တဲ့ကာလဖြစ်လို့ပါအဲ့တော့ကောင်းတာကြံရင်ကောင်းတာဖြစ်ပြီးတော့မကောင်းတာကြံရင်လည်းမကောင်းတာတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကောင်းတာတွေပဲကြံတဲ့ကာလပါဆုတောင်းနေပြည့်မဲ့ကာလပါ ဒီလိုကာလမျိုးမှာတမာတွေကနှကောင်းနှမျက်တည်းရဲ့ချစ်ခင်ညွန်ကိုခံရတတ်တယ်လူမျိုးသားတွေရဲ့ကူညီမဆာမှုကိုခံရတတ်တယ်တော့ဒါတွေကောင်းတာပေါ့ပြီးတော့နိုင်ငံရဲ့အခြားနဲ့ပတ်သက်ဆက်လွယ်ပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေမှာဆိုရင်လေဒါအဆင်ပြေချုံးမွေးမှုတွေရရှိတတ်တဲ့ကာလပဲဖြစ်ပါတယ်တဲ့ဒီကာလမှာငွေပြည်သူတွေအနေနဲ့ဆိုရင်တော့ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးအားကောင်းနေတဲ့ကာလလေးပဲဖြစ်ပါတယ်တင်တဲ့နေပါရီတက်ရတာဆရာကောင်းသမားကောင်းတွေတွေ့တာပညာရေးနဲ့ပတ်သက်ပြီးကြက်ရမှလွယ်ကူတာပေါ့နော်အဲပညာရေးနဲ့ပတ်သက်ပြီးတော့ အားကောင်းနေတဲ့ကာလလေးပဲဖြစ်ပါတယ်။တခုရှိတာကဒီကာလမှာကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့အစာမစေးမလေးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ဒီကာလမျိုးမှာကျမ်းမာရေးနဲ့ပတ်သက်လို့တခုခုဆိုလို့ရှိရင်စေးဝါးတွေကိုဒီပေါ့ကြားဘူးနားဝါးနဲ့တောက်တာမျိုးတွေပါတယ်မလုပ်ခွင့်နဲ့နော်တက်ကြွနားလေတဲ့သူတွေနဲ့မေးမြန်းပြီးတော့မှစေးတွေပါတယ်ဆိုရင်အဝေချမ်းတောက်တုံးတာမျိုးတွေပြုတင်တယ်ပေါ့နော်အစာမစေးမတတ်တဲ့ကျမကြီးတွေရှိပါတယ်တဲ့ပြီးတော့ဒီကာလမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီပေါ့ ဒီအကျွေးဆုံးသားတွေနော်ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လွန်သွားပြီးတော့ပြန်မရတာမျိုးတွေဟာဒီလိုဒီလိုကာလမျိုးမှာပေးလိုက်လို့ရှိရင်တဲ့အဲ့လိုပြဿနာမျိုးတွေဖြစ်တတ်တယ်တဲ့ဒါကြောင့်မို့ဒီလိုကာလမျိုးမှာငွေပေးငွေယူကိစ္စတွေမှာဂယုဆိုင်ပါပတ်စံချင်းမဲ့ငားမဲ့ကိစ္စတွေဂယုဆိုင်ပါချင်းငားလိုက်ရင်ဆုံးတတ်တဲ့ကာလဖြစ်တယ်လို့ပါပြီးတော့ဒီကာလမှာအဲ့လိုမျိုးငွေကြေးတွေပေါ့နော်ပေးလိုက်လို့ရှိရင်ဆုံးရှုံးမှုတွေမှာကလက်လွန်သွားရင်ဆုံးရှုံးမှုတက်ရုံသာမကပေါ့အပေးယူလို့တဲ့ခါတွေမှာကိုပေးလို့ရှိရင်လည်း သူ့ရှိမှရင်တရားစစ်ပြီးတော့သူ့ကိုပါတခါတည်းစစ်ပြီးတော့ယူသွားခိုင်းပါကိုကသူများရဲ့ကာဒီယာယူရင်လည်းပဲစစ်ပြီးမှယူပါဘလောက်ပဲယုံကြည်ရတဲ့လူပဲဖြစ်ဖြစ်နော်ဒီကာလမှာငွေစင်းရဲ့ပတ်သက်ပြီးစင်းရဲ့မှားတာတွေငွေကြီးလိုအပ်ချက်တွေဖြစ်တတ်တယ်တဲ့ဒါလေးကိုဘီယူဆိုင်ပါပြီးတော့နောက်တစ်ခုကမိမိရဲ့လက်လာပါကိုမျှော်ကိုးပြီးတော့သူ့ကိုပေါ့ကူညီတဲ့ကိစ္စတွေကိုရှောင်ပါတဲ့မိမိအနေနဲ့ပတ်စံဝင်စရာကိစ္စရှိနေတယ်အဲ့ပတ်စံဝင်ရင်သူ့ကိုပေးပါမယ်လို့ကိုကကတိပေးထားတယ်ဆိုကြပါစို့ အဲ့ဒီခါကျလို့ရှိရင်ကိုဒီဘက်ကဝင်မဲ့ပတ်စံတွေကပိတ်သွားတတ်ပါတယ်နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်အဲ့လိုမျိုးကိုရဲ့ကိုရမယ်လက်လာပါဦးညှော်ကိုပြီးတော့ဟိုဘက်ကိုပူညီမယ်ဆိုတဲ့စကားမျိုးမကြုံမိပါသေးနဲ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ကိုမှဝင်လာမဲ့ပတ်စံတွေကမဝင်လာတော့ပဲရက်တံပေါက်တတ်ပါတယ်ဒါတွေတော့ယူဆိုင်ပါအဲ့တော့ဒီကာလမှာမိတ်ဆွေတို့အနေနဲ့အေးရဆောဆောထားတာတွေလုတ်တင်နေတန့်ရှင်းကုသူတွေလုတ်တင်နေဒါတွေလုတ်မယ်ဆိုရင်တော့ဆွမ်းနာပြောတဲ့ဖုန်းတကူကြီးနေတဲ့ ဟာတွေဟာပို့ပြီးတော့တောက်ပြောင်လာပြီးတော့အဲ့ဒါစုတောင်းနေလဲပို့ပြီးတော့ပြည့်နိုင်ပါတယ်ပို့ပြီးတော့လဲနာမည်ကုန်သတင်းတွေကျော်တော့တက်ပါတယ်ဒါကြောင့်ဒီကာလမှာအဲ့ရဆောဆောထားရမယ်နော်အဲ့ရဆောဆောထားရမယ်တန့်ရှင်းရေးကုသိုလ်လေးတွေလုပ်ရမယ်အဲ့တော့မိစေတို့အနေနဲ့ဒီကာလမှာမကောင်းကျိုးတွေပျောက်ပြီးကောင်းကျိုးတွေရောက်အောင်မိစေတို့ပြုလုပ်တဲ့နေရာကတော့လူကြီးတွေကိုတဲ့ကိတ်မုတ်လက်ဆောင်ပေးရမယ်တဲ့ကိတ်မုတ်ပေါ့နော်အဲ့တော့မိမိတဲ့အသက်ရွယ်ကြီးရင်တော့နော်လူကြီးတွေရောက်ကို ကိတ်မှုတွားရောက်လက်ဆောင်ပေးခြင်းအဖြစ်ဒီဒီဘတ်တာကာလာတွင်မှာမကောင်းကျိုးတွေပြောက်ပြီးတော့ကောင်းကျိုးတွေရရှိစေပါတယ်ခင်ဗျာ